informal အနေနဲ့ဆိုရင်အချိန်မြင့်တယ်လို့ပြောချင်ရင် speed up speed up အချိန်မြင့်တယ်ဒါပေါ့ဘဘလေးတုံးလို့ရတယ် speed up အချိန်မြင့်တယ်အဲ့လိုမဟုတ်ဘဲနဲ့ formal ကြကြတုံးမယ်ဆိုရင် accelerate အချိန်မြင့်တင်တယ် accelerate အချိန်မြင့်တင်တယ် accelerate အဲ့တော့ speed up ရဲ့ formal ဆိုရင် accelerate အချိန်မြင့်တင်တယ်အချိန်မြင့်တယ်အတူတူပဲ နောက်ထပ်စလုံးလေးကတော့အဲ informal အနေနဲ့သုံးမယ်ဆိုရင်အချိန်လျှော့တယ်လို့ပြောချင်ရင် slow down slow down slow down အချိန်လျှော့တယ်ဒါဆိုရင်အလူတိုင်းတည်းရဲ့အချိန်လျှော့တယ်အချိန်လျှော့ခြင်းတယ်လို့ပြောရင် slow down အချိန်လျှော့လိုက်ပါတော့အဲ့တော့ slow down ရဲ့ formal ဆိုရင် decelerate ခုနကတော့ accelerate နဲ့စန့်ခြင်းပဲပေါ့နော်ခုနက accelerate ဆိုရင်ဒီမှာဆိုရင် decelerate အချိန်လျှော့ချတယ် သူက formal ဒီ꿰ဝရပဲပေါ့နော် decelerate အဲ့တော့ slow down ရဲ့ formal ဆိုရင် decelerate ခုနက speed up ရဲ့ formal ဆိုရင် accelerate ဒီနှစ်ခုကနည်းနည်းလေးဆင်နေပေါ့နော် okay နောက်တစ်စလုံးကတော့အာ informal အနေနဲ့သုံးမယ်ဆိုရင်ဆက်သွယ်သည်လို့ပြောချင်ရင် get in touch with get in touch get in touch အာဆက်သွယ်သည်ပေါ့နော် get in touch with now mà sa dang lại like, mà nó something get in touch with get in touch with sa tuệ đi okay all right get in touch with ye formal so ye contact contact sa tuệ đi contact all right đam mê contact cả rồi bố bị ở đây là quên tàu này bọn nó contact all right contact get in touch with ye formal so ye contact informal anh này, này. တစုံတအိုးကိုသိစေသည်လို့ပြောခြင်းရင် let someone know let someone know or let someone know ရဲ့ formal အနေနဲ့ဆိုရင်တော့ inform someone တစုံတအိုးကိုအသိပေးသည် inform someone or let someone know ရဲ့ formal ဆိုရင် inform someone okay နောက်တစ်ခုဆက်ပြီးသွားရအောင်နောက်တစ်ခုက informal အနေနဲ့တစုံတဦးရဲ့အကြောင်းကိုပြောပြသည်ဆိုရင် tell someone about tell someone about or tell someone about ရဲ့ formal anine အနေနဲ့ဆိုရင်တော့ describe or report on describe ပေါ်ပြသည် report on အစီရင်ခံတင်ပြသည်ခုနဟာနဲ့အတူတူပဲအဲ့တော့ ြန်ပြောမယ်ဆိုရင် tell someone about ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင် describe or report on okay နောက်တစ်ခုဆက်ပြီးသွားရအောင်နောက်တစ်ခုက informal အနေနဲ့စုဆောင်သည်လို့ပြောချင်တယ်ဆိုရင် get together get together or get together ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင် convene or assemble convent or assemble စွေသည်ဒါမှမဟုတ်စီဝေးသည်အတူတူပဲနည်းနည်းလေး formal ဆန်ွားတာလေးပဲပေါ့နော်အဲ့တော့ပြန်ပြောရမယ်ဆိုရင် get together ကတော့ informal ပေါ့နော်သူရဲ့ formal အနေနဲ့သုံးမယ်ဆိုရင်တော့ convent or assemble convent or assemble အဲ့တော့ convent ပဲသုံးတော့ assemble ပဲသုံးတော့ get together နဲ့အတိတ်ပဲကျန်အတူတူပဲနောက်တစ်ခုကတော့ informal အနေနဲ့သုံးတယ် ထွက်ခွာသည်လို့ပြောချင်တယ်ဆိုရင် go away go away အဲ့တော့ go away ရဲ့ formal အနေနဲ့သုံးရင်တော့ depart ထွက်ခွာသည်အတူတူပဲ depart ထွက်ခွာသည် or go away ရဲ့ formal ဆိုရင် depart okay နောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးတယ်ပြန်လာသည်လို့ပြောချင်တယ်ဆိုရင် come back come back ပြန်လာသည်ပေါ့ဒါဆိုလို့ရှင်ဒါပေါ့ပပလေးပဲသုံးနေပေါ့နော်အဲ့တော့ come back ပြန်လာသည်အဲ့တော့ come back လို့မသုံးမဲနဲ့ formal အနေနဲ့သုံးမယ်ဆိုရင်တော့ return ပြန်လာသည်ပေါ့ return ပြန်လာသည်အဲ့တော့ come back here formal ဆိုရင် return ပြန်လာသည်ပေါ့ okay နောက်တစ်စလုံးလေးကတော့ informal အနေနဲ့သုံးမယ်နေသည်တက်ခိုသည်ဒီလိုမျိုးပေါ့ပပလေးပဲသုံးမယ်ဆိုရင်တော့ stay ပေါ့ stay နေသည် s t a y stay နေသည်အဲ့တော့ stay ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင်တော့ remain ကြာရှိနေသည်ဒါမှမဟုတ်နေထိုင်သည်ပေါ့ remain remain အဲ့တော့ stay ပဲသုံးသုံး remain ပဲသုံးသုံးအတိအပယ်ချင်းကအတူတူပဲနောက်ထပ်စလုံးလေးကတော့သူက informal အနေနဲ့သုံးမယ်ဖြစ်ပျက်တယ်လို့ပြောချင်တယ် happen ဒါကတော့ဒူတိုင်းသိရပါတော့ happen ဖြစ်ပျက်သည်အဲ့တော့အဲ့လိုမျိုးပေါ့ပေါ့ပါမသုံးမဲနဲ့နည်းနည်းလေးစာကြောင်းလေးကိုအလေးနဲ့ဖြစ်အောင်သုံးမယ်ဆိုရင်တော့ formal နေနဲ့သုံးမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ occur ဖြစ်ပေါ်သည်သူလည်းအတူတူပဲအဲ့တော့ happen မသုံးမဲနဲ့ occur သုံးချင်လေရတယ်ပြန်ပြောမယ်ဆိုရင် happen ရဲ့ formal အနေနဲ့ဆိုရင် occur ဖြစ်ပေါ်သည်ဒီလိုပဲပေါ့နော်နောက်ထပ်စလုံးလေးကတော့ informal အနေနဲ့သုံးချင်တယ် ပုံစံပေါ်သည်လို့ပြောချင်တယ်ဆိုရင် sim like sim like ပုံစံပေါ်သည်ပေါ့ sim like အဲ့တော့ sim like ကတော့ informal အဲ့တော့ formal အနေနဲ့သုံးမယ်ဆိုရင်တော့ appear to be ပုံပေါ်သည်ဒါမှမဟုတ်ဖြစ်ဟန်တူသည် appear to be ပုံပေါ်သည်ဒါမှမဟုတ်ဖြစ်ဟန်တူသည်ခုန sim like နဲ့အတူတူပဲအဲ့တော့ sim like ရဲ့ formal ဆိုရင် appear to be appear to be okay နောက်ထပ်စလုံးဆက်ပြီးသွားရအောင်နောက်ထပ်စလုံးကတော့သူလဲ informal အနေနဲ့သုံးမယ်ပဲပိုကောင်းလာသည်လို့ပြောချင်တယ်ဆိုရင် get better get better ပိုကောင်းလာသည်ပေါ့အဲ့တော့ formal အနေနဲ့သုံးမယ်ဘယ်လိုသုံးရမလဲဆိုရင် improve တိုးတက်လာသည်အတူတူပဲ improve improve တိုးတက်လာသည်အဲ့တော့ get better မသုံးချင်လို့ improve သုံးမယ်ဆိုရင်လည်းမှန်တယ်ပေါ့နော်နောက်ထပ်စလုံးလေးကတော့ informal အနေနဲ့သုံးချင်တယ်ပိုဆိုးလာသည်လို့ပြောချင်တယ်ဆိုရင် get words get words ပိုဆိုးလာသည် get words ရဲ့ formal အနေနဲ့ဆိုရင်တော့ deteriorate ရွှေရင်းလာသည်ဒါမှမဟုတ်ပိုဆိုးလာသည် deteriorate deteriorate အဲ့တော့ get words မသုံးမဲနဲ့ deteriorate လို့သုံးမဲဆိုရင်လည်းရတယ်ခုနကတော့ get better ပိုကောင်းလာသည်ဒီမှာဆိုရင်တော့ get words ပိုဆိုးလာသည်ပိုကောင်းလာသည်နဲ့ပိုဆိုးလာသည်ပေါ့နော်အဲ့တော့နောက်ထပ်စလုံးလေးကိုဆက်ပြီးတွေ့ရအောင်နောက်ထပ်စလုံးလေးကတော့ informal အနေနဲ့သုံးမယ်ပေါ့နော်ဥပမာပြည့်တော်လို့ပြည့်နေသည်လို့ပြောချင်တယ်ဆိုရင် full ဒါဆိုရင်လူတိုင်းသိရကွာ full ဆိုရင်ဒါပြည့်နေသည် f u l l full ်ပြည့်နေသည်ပေါ့အဲ့တော့ formal အနေနဲ့သုံးမယ် formal အနေနဲ့ဆိုရင်တော့ complete ပြည့်စုံတော့ဒါမှမဟုတ်ပြည့်စည်တော့ပေါ့အတူတူပဲ complete အဲ့တော့ full ရဲ့ formal ဆိုရင် complete complete လို့ပြောချင်လည်းရတယ်ဒါမှမဟုတ် full လို့ပြောချင်လည်းရတယ်ဒီမှာဆိုရင်တော့ informal နဲ့ formal ကွာသွားတာလေးပဲပေါ့နော်အဲ့တော့နောက်ထပ်စလုံးလေးကတော့ informal အနေနဲ့သုံးမယ်ဥမာဘလာဖြစ်တော့ဘာမှမရှိတော့လို့ပြောချင်လည်းဆိုရင် empty empty ပြောမှာဆိုဘာမှမရှိဘူးပေါ့ empty ဘလာဖြစ်နေတော့ပေါ့အဲ့တော့ empty ရဲ့ formal ဆိုရင် vacant လစ်လက်နေတော့ပေါ့ခုနကတော့ဘလာဖြစ်တော့နေအတူတူပဲ vacant vacant လစ်လက်တော့ဒါမှမဟုတ်ဘာမှမရှိဘူးအတူတူပဲပေါ့နော်နောက်ထပ်စလုံးလေးကတော့သူက informal အနေနဲ့သုံးမယ်လွယ်ကူတော့လို့ပြောချင်တယ်ဆိုရင် easy ဒါဆိုလို့ရှင်ဒါလူတိုင်းသိရကွာလွယ်ကူတယ်ဆိုရင် easy အဲ့တော့ easy လို့မသုံးမဲနဲ့ formal ကြကြသုံးမယ်နည်းနည်းလေးစာကြောင်းအလေးနက်လေးဖြစ်စေချင်တယ်ဆိုရင်ဘယ်လိုသုံးမလဲဆိုရင် simple or straightforward simple ဒါဆိုရင်ဒါရိုးရှင်းသောလွယ်ကူသောအတူတူပဲပေါ့နော် simple ဒါမှမဟုတ် straightforward straightforward တိုက်ရိုက်တော့ပေါ့နော်ပြောမယ်ဆိုရင်လွယ်တယ်လွယ်တယ်ဆိုရဲအတိတ်ပဲတက်ရောက်တယ်ကွာ အဲ့တော့ straight forward အဲ့တော့ simple ပဲသုံးသုံး straight forward ပဲသုံးသုံးခုနက informal ဖြစ်တဲ့ easy ပဲသုံးသုံးတို့ကအဓိပ္ပာယ်ချင်းကအတူတူတွေပဲ informal နဲ့ formal ကွာဝါးတာလေးပဲအဲ့တော့ပြန်ပြောမယ်ဆိုရင် easy ရဲ့ formal ဆိုရင် simple or straight forward simple or straight forward okay နောက်ထပ်စလုံးဆက်ပြီးသွားရအောင်နောက်ထပ်စလုံးကတော့ informal အနေနဲ့ပြောမယ်ခက်ခဲသောလို့ပြောချင်တယ်ဆိုရင် heart heart ခက်ခဲတော့ဒါဆိုလို့ရှင်ခက်တယ်ရဆိုလို့ရှင် heart ကလူတိုင်းသိရကွာအဲ့တော့ formal အနေနဲ့သုံးချင်တယ်ဆိုရင် difficult difficult or challenging ခက်ခဲတော့ဒါမှမဟုတ်စိန်ခေါ်မှုရှိရပေါ့ခုနကတော့ heart ရဲ့အတိတ်ပဲနဲ့အတူတူပဲနည်းနည်းလေးလေးနက်သွားတာလေးတခုပဲကြွားရပေါ့နော် difficult or challenging challenge ဖြစ်တယ်ပေါ့ difficult or challenging or difficult ပဲတုံးတုံး challenging ပဲတုံးတုံးအတူတူပဲပေါ့နော် or နောက်ထပ်စလုံးလေးရတော့ informal အနေနဲ့သုံးမယ်မြန်တော့ပေါ့မြန်တယ်ဆိုလို့ရှင်ဒါလူတိုင်းသိရ quick မြန်တယ်ပေါ့အဲ့တော့ quick ရ formal အနေနဲ့သုံးမယ်စလုံးကိုအလေးနက်လေးဖြစ်ရှင်နေဆိုရင် repeat repeat လို့ပြောင်းသုံးလို့ရတယ်ဒါပေမဲ့အတိတ်ပဲချင်းရတော့အတူတူပဲ repeat သူကအလှည့်မြန်ပေါ့ repeat အဲ့တော့ quick ရဲ့ formal က repeat အလှည့်အမြန်ဒါမှမဟုတ်မြန်တော့ပေါ့ okay နောက်တစ်စလုံးလေးကတော့ informal အနေနဲ့သုံးမယ်နှေးတယ်လို့ပြောချင်တယ်ဆိုရင်တော့ slow slow ဆိုရင်ဒါလူတိုင်းသိရနှေးတော့ပေါ့အဲ့တော့ formal ဆိုရင် gradual တဖြည်းဖြည်းချင်း gradual အဲ့တော့ slow ရဲ့ formal ဆိုရင် gradual တဖြည်းဖြည်းချင်းဒါမှမဟုတ်နှေးတော့ပေါ့ဖြည်းဖြည်းချင်းစီစီပေါ့အဲ့လိုမျိုးအဓိပ္ပာယ်တက်ရောက်တယ်ပေါ့နော် နောက်ထပ်စလုံးလေးရတော့ informal အနေနဲ့သုံးမယ်လိမ္မာပါးနပ်တော်လို့ပြောရှင်နေဆိုရင် clever clever ဒါဆိုရင် clever ကလိမ္မာရယ်ပါးနပ်တယ်ဆိုတာဒါလူတိုင်းသိရယ်အဲ့တော့ clever ရဲ့ formal အနေနဲ့သုံးရင်တော့ intelligent intelligent or astute ညာရင်ထက်မြက်တော့ဒါမှမဟုတ်ထိုးထွင်းသိမြင်တော့ပေါ့ intelligent ညာကောင်းတယ်ဒါမှမဟုတ်ညာရင်ထက်မြက်တယ်လိမ္မာပါးနပ်တယ် intelligent or astute, astute or intelligent ပဲသုံးသုံး astute ပဲသုံးသုံးသုံးလို့ရတယ်။နောက်ထပ်စလုံးကိုဆက်ပြီးတော့တွားလိုက်ရအောင်။နောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးမယ်ပေါ့နော်။အာအတော့တခုခုညံမမိတော့ပေါ့နော်။အဲ့လိုမျိုးသုံးချင်နေဆိုရင်တော့ stupid stupid ကတော့ဒါလူတိုင်းသိရယ်။ Okay ။အဲ့ဆို stupid ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင်တော့ foolish foolish or an intelligent မိုင်မဲတော့ညံမမိတော့ ခုန stupid နဲ့အတိတ်ပဲချင်းအတူတူပဲအဲ့တော့ stupid ရဲ့ formal ဆိုရင် foolish or an intelligent okay နောက်တစ်စလုံးကတော့ informal အနေနဲ့သုံးမယ်ကောင်းသောကျင်နာသောဆိုရင် knights knights okay every knights ရဲ့ formal အနေနဲ့သုံးမယ် pleasant pleasant or agreeable နှစ်သက်ဖွယ်ကောင်းသောတခုခုကောင်းသောပေါ့နော် positive sense ဆိုရင် pleasant or agreeable or nights ရဲ့ formal ဆိုရင် pleasant or agreeable okay နောက်ထပ်စလုံးဆက်ပြီးသွားလိုက်ရအောင်နောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးမယ်စိတ်ဓာတ်မကောင်းသောတခုခုပြောမဆွဲမနာလိုသောစိတ်ပုတ်တယ်လို့အဲ့လိုမျိုးပြောချင်တယ်ဆိုရင် mean ပေါ့နော် m e a n mean okay mean ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင် unkind unkind or malicious. Machinado, Bomeso, Unkind or malicious. Or Malaysians. unkind bedondo, malicious bedondo, a day bedding at the way. Okay, now to salon, sabio tolaya. Now to salonaro, chanda dolu biogenesoe, rich, rich chandado. Rich go four mil anine dome. Wealthy, wealthy, or affluent affluent wealthy or affluent ကျွားချမ်းသာသောအဲ့တော့ rich ရဲ့ formal ဆိုရင် wealthy or affluent wealthy or affluent okay now to salon ဆက်ပြသွားလိုက်ရနောက်ထပ်စလုံးကတော့ informal သူကကြတော့စင်းရဲသောစင်းရဲသောဆိုရင်ဒါ poor လူတိုင်းတည်ရကွာပေါ့ပပလေးပဲတုံးတယ် ဲ့လိုမျိုးမဟုတ်ပဲね poor ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင်တော့ impoverished poor ရဲ့ formal ဆိုရင် impoverished ဆင်းရဲမွဲတေတော့တူတူပဲ impoverished okay နောက်ထပ်စလုံးဆက်ပြသွားလိုက်ရနောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးမယ်ကြီးတော့ပေါ့တခုအရာဝတ္ထုကြီးမားရယ်ဆိုလို့ရှင်ဒါ big right the big okay big ကို formal အနေနဲ့သုံးမယ် lurch, lurch, or considerable, considerable. 주마도 어쩌든 lurch or considerable, considerable. 주마도 big 네 어쩌든 to do it. Okay, now to 슬롱하러. informal အနေနဲ့တော့မယ်။သူကကြတော့တင်းငယ်တော့ခုကကြတော့ကြီးတော့ခုကကြတင်းငယ်တော့တင်းငယ်တော့ဆိုလို့ရှိရင်ဒါ small 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 ကို formal အနေနဲ့သုံးမယ် tiny tiny or minute tiny or minute or အလုံးအလုံးသိငယ်တော့ဗောနော် or small မသုံးမဲနဲ့ tiny သုံးလို့ရတယ် minute သုံးလို့ရတယ်အဓိပ္ပာယ်ချင်းကအတူတူပဲ informal နဲ့ formal ကွာွာရလေးပဲ okay နောက်ထပ်စလုံးဆက်ပြီးသွားလိုက်ရအောင်နောက်ထပ်စလုံးကကြတော့ informal အနေနဲ့သုံးတယ်ဗောနော်သူကကြတော့အဲဒီလိုမျိုးအသုံးပြုသည်လို့ပြောချင်တယ်ဆိုရင် use u s e use သုံးတီပေါ့တခုခုသုံးတီပေါ့အဲ့ဒါကိုမှ formal အနေနဲ့သုံးမယ်ဆိုရင် at lights အသုံးချတီအတူတူပဲ at lights အဲ့တော့ use လို့မသုံးချင်လို့ at lights လို့သုံးမယ်ဆိုလဲမှန်တယ် informal နဲ့ formal ကွာဝါရပဲအဲ့တော့ use ရဲ့ formal က at lights at lights အသုံးချတီ okay နောက်ထပ်စလုံးလေးရတော့ informal အနေနဲ့သုံးတယ် ဝစ်စင်သည်လို့ပြောချင်တယ်ဥပမာတခုခုအင်ကြီးဝစ်တာတော့ပါလို့ဆိုလို့ရှိရင် where ဝစ်စင်သည်ဒါဆိုရင်ပေါ့ပပလေးပဲလူတိုင်းသိရ where အဲ့ဒီ where ကိုမှ formal အနေနဲ့သုံးမယ် where ပဲနောက်တစ်မျိုးကကြတော့ don ဝစ်စင်သည် don ကကြတော့ပို့ပြီးတော့ပြောမယ်ဆိုရင်နည်းနည်းလေးအဓိပ္ပာယ်လေးနက်တယ်ပေါ့နော် d o n don ဝစ်စင်ဒီပေါ့အဲ့ where ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင် အဝရစ်ကိုပဲပြန်သုံးတာလည်းရှိလို့နောက်တစ်လုံးကတော့ don ပေါ့နော် d o n don ဝစ်စင်ဒီဒီလိုပဲ okay နောက်တစ်စလုံးကတော့ informal အနေနဲ့သုံးတယ်စားသည်တခုခုစားရဲဆိုရင် eat eat ဒါဆိုလို့ရှိရင်အလူတိုင်းသိရပေါ့နော် eat အဲ့ဒီ eat ကိုမှ formal ကြကြပြောမယ်ဆိုရင် consume စားသုံးသည် costume စားသုံးသည် ူကကြတော့ဆက်လုံးကိုနည်းနည်းလေးအတိတ်ပဲလေးနှစ်မှုရှိသွားတာဗောနော် costume စသုံးသည်ခုနက it နဲ့အတိတ်ပဲချင်းအတူတူပဲ okay နောက်ထပ်ဆက်လုံးကတော့ informal အနေနဲ့သုံးတယ်သူကကြတော့တောက်တီလို့ပြောချင်တယ်ဆိုရင် drink 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 ရဲ့ formal ကကြတော့ခုနကဟာနဲ့နည်းနည်းတူရဲဗောနော် costume or imbibe စသုံးသည်ဒါမှမဟုတ်တောက်သုံးသည် imbibe ကကြတော့ အဲပိုပြီးသုံးရတယ်ပေါ့နော်ဒီမှာကျတော့ तू ကတောက်တဲ့အပိုင်းပေါ့နော်အဲ့တော့ drink ရဲ့ formal အနေနဲ့သုံးမယ်ဆိုရင် costume လည်းသုံးလို့ရတယ်လို့ invite invite သုံးလို့ရတယ် okay နောက်ထပ်စလုံးကိုဆက်ပြေးသွားလိုက်ရအောင်နောက်ထပ်စလုံးကကျတော့ तू က informal အနေနဲ့သုံးမယ်သွားသည်တက်ရောက်သည်လို့ပြောချင်တယ်ဆိုရင် go to go to အဲ့တော့ go to ကတော့တည်ရယ်အဲ့တော့ formal အနေနဲ့သုံးမယ် attend တက်ရောက်သည် attend တက်ရောက်သည်အဓိပ္ပာယ်ချင်းကအတူတူပဲ okay နောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးမယ်ပေါ့ပပလီသုံးကြမယ်တခုခုမှစဉ်သက်သည်လို့ပြောချင်ရင် come from come from တခုခုမှစဉ်သက်သည်ပေါ့အဲ့ဒါကို if formal အနေနဲ့သုံးမယ် formal အနေနဲ့သုံးမယ်ဆိုရင် originate from မှစတင်ဖြစ်ပေါ်သည်ပောက်ဖွားသည်ပေါ့ originate from တခုခုမှစတင်ဖြစ်ပေါ်သည်တခုခုမှပောက်ဖွားသည်အဲ့တော့ come from လို့မသုံးမဲနဲ့ originate from လို့သုံးမဲဆိုလဲမှန်တယ်ပေါ့နော် okay နောက်ထပ်စလုံးလေးကတော့ informal အနေနဲ့သုံးမဲအဝတ်စားချွတ်သည်တခုခုအဝတ်စားမှမဟုတ်ပေါင်းမိချွတ်တာတော့ဘာလို့ဆိုရင် take off အဝတ်စားချွတ်သည်ပဲထားလိုက်ပါဘာဆိုရင် take off take off အဲ့ take off ရဲ့ formal ဆိုရင် remove remove ဖယ်ရှားသည်အတူတူပဲနည်းနည်းလေး formal လေးဆန်သွားတာလေးပဲဖယ်ရှားသည်ပေါ့ remove okay အဲ့တော့ take off ရဲ့ formal ဆိုရင် remove okay နောက်တစ်စလုံးလေးရတော့ informal အနေနဲ့သုံးမယ်လေရင်စတင်ပြန်တန်းသည်ဒီမှာဆိုရင်လေရင်စတင်ပြန်တန်းသည်ကို take off လို့လည်းသုံးလို့ရတယ်။အဲ့တော့ take off ရဲ့နောက်ထပ်အဓိပ္ပာယ်နည်းနဲ့ formal က depart ထွက်ခွာသည်ဒီမှာကျတော့လေရင်နဲ့သုံးတဲ့အတွက်ကြောင့်မို့လို့ထွက်ခွာသည်ဆိုလို့ရှိရင် depart လို့သုံးမှမှန်ပဲပေါ့နော်။အဲ့တော့ take off ရဲ့ formal ဆိုရင် depart သူကကျတော့နောက်ထပ်အဓိပ္ပာယ်တစ်မျိုးထွက်ခွာသည်နောက်ထပ်စလုံးလေးကတော့ informal အနေနဲ့တုံးမယ်။တခုခုကိုကိုကဖြတ်သိမ်းသည်ဆိုလို့ရှိရင် call off call off ဖြတ်သိမ်းသည်ပေါ့ call off အဲ့တော့ call off ဖြတ်သိမ်းသည်ဆိုရက်ဒီ formal ကကြတော့ cancel cancel ဖြတ်သိမ်းသည်တခုခုပယ်ဖြတ်လိုက်တယ်ပေါ့နော် cancel ဖြတ်သိမ်းသည်အတူတူပဲနောက်ထပ်စလုံးလေးကကြတော့ informal အနေနဲ့သုံးမယ်။သူကကြတော့အကြောင်းအရာတစ်ခုကိုထုတ်ပြောတယ်။အဲ့လိုမျိုးအကြောင်းအရာတစ်ခုကိုထုတ်ပြောချင်တယ်ဆိုရင် bring up bring up or bring up ye formal အနေနဲ့သုံးမယ်ဆိုရင် mention mention or rates ပေါ်ပြသည်တင်ပြသည် mention mention or rates rates or bring up ye formal ဆိုရင် mention or rates အကြောင်းအရာတစ်ခုထုတ်ပြောသည်ဒါမှမဟုတ်ပေါ်ပြသည်တင်ပြသည်အတူတူပဲ okay နောက်တစ်စလုံးကတော့ informal အနေနဲ့သုံးမယ် ခလေးပြုစုပြုထောင်သည်ခလေးပြုစုပြုထောင်သည်လို့ပြောကြရင် bring up bring up okay error bring up your formal အနေနဲ့ဆိုရင် rates ပြုစုပြုထောင်သည် rates ကကြတော့အဲပို့ပြီးတော့သုံးရတယ်ပေါ့နော် rates ခလေးပြုစုပြုထောင်သည် rates အဲ့ bring up your formal ဆိုရင် rates okay နောက်တစ်စလုံးကကြတော့ informal အနေနဲ့သုံးမယ် ရှာဖွေသည်ပေါ့တခုခုကိုရှာဖွေရဲဆိုရင် look for look for အဲ့လိုမျိုး look for လို့မသုံးမဲနဲ့ formal ကြကြသုံးမဲဆိုရင်တော့ seek seek ရှာဖွေသည်သူလည်းဒီလိုပဲ seek ရှာဖွေသည်ပေါ့နော်ရှာဖွေသည်အဲစူးစမ်းရှာဖွေသည်ပေါ့အဲ့တော့ look for ရဲ့ formal ဆိုရင် seek okay နောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးမယ်ပုံပုံပွားလေးတွေပဲသုံးကြမယ်ဆိုရင်တော့ မှာတွေ့ရှိသည်လို့ပြောချင်ရင် find find အဲ့တော့ find ကို formal အနေနဲ့သုံးမှာဆိုရင် locate နေရာရှာဖွေတွေ့ရှိသည်ပေါ့ locate locate အဲ့တော့ find here formal ဆိုရင် locate နေရာရှာဖွေတွေ့ရှိသည်ဒါမှမဟုတ်တွေ့ရှိသည်အတူပဲနောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးမယ်တခုခုကိုဆုံးရှုံးတယ်ပျောက်ဆုံးတယ်လို့ပြောချင်ရင် lose lutes lutes ကို formal ကြကြပြောမယ်ဆိုရင်တော့ misplace misplace ဥပမာဆိုရင်မှားရွေးရွေးနေရာထားမိတည်ပေါ့ခုခုခုနဆုံးရှုံးတည်ပျောက်ဆုံးတည်ဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲ misplace အဲ့ lutes ရဲ့ formal ဆိုရင် misplace နောက်ထပ်စလုံးလေးကတော့ informal အနေနဲ့သုံးမယ်ပေါ့ပါပါလေးပဲသုံးမယ်ပစ္စည်းတစ်ခုခုကိုပြန်ပေးသည်လို့ပြောချင်တယ်ဆိုရင် give back give back ပြန်ပေးသည် give back ကို formal အနေနဲ့သုံးမယ်ဆိုရင်တော့ return ပြန်ပေးသည်အတိတ်ပဲကျရင်အတူတူပဲ return ဒါမဲ့ဒီမှာကျတော့ return ကပို့ပြီးတော့အသုံးများရတယ်ပေါ့ give back တဲ့ဆိုင်ရောမှတ်ထားမှာက give back ရဲ့ formal ဆိုရင် return ပြန်ပေးသည်အတိတ်ပဲတူတူပဲ okay နောက်ထပ်စလုံးကကျတော့ informal အနေနဲ့သုံးမယ်ပေးသွင်းသည်တင်ပြသည်လို့ပြောချင်တယ်ဆိုရင် hand in hand in ပေးသွင်းသည်တင်ပြသည် hand in okay hand in your formal ကကြာတော့ submit တင်ပြသည် submit တင်ပြသည်သူကကြာတော့နည်းနည်းလေးအဓိပ္ပာယ်လေးနှက်မှုရှိရပါဘောနော် submit တင်ပြသည်အဲ့တော့ hand in your formal ဆိုရင် submit တင်ပြသည် okay နောက်တစ်စလုံးကကြာတော့ informal အနေနဲ့သုံးမယ် ပစ္စည်းတစ်ခုခုကိုဝေငှရဆိုရင် hand out hand out hand out ရဲ့ formal ဆိုရင် distribute ဖြောက်ဝေသည်အတူတူပဲ distribute အဲ့ hand out ရဲ့ formal ဆိုရင် distribute distribute ဖြောက်ဝေသည်ဝေငှသည်အတူတူပဲ okay နောက်ထပ်စလုံးကကြတော့ informal အနေနဲ့သုံးမယ်ပုံစံဖြည့်သည် တခုခုဖောင်ဖြည့်တာလို့ပါတယ်ဆိုရင်ဘယ်လိုပြောရလဲဆိုရင် fill in or fill out အဲ့လိုမျိုးပြောလို့ရတယ် fill in or fill out အော် fill in or fill out ရဲ့ formal ကကြတော့ complete ဖြည့်သွင်းသည်ဒါမှမဟုတ်ပြည့်စည်အောင်လုပ်သည် complete complete okay နောက်ထပ်စလုံးက informal အနေနဲ့သုံးမယ်သူလဲအဲ့တော့အဲ့ရနိုးတယ်လို့ပြောချင်တယ်ဆိုရင် wake up ဒါဆိုတာလူတိုင်းသိရယ် wake up အဲ့ရနိုးသည်အဲ့တော့ wake up ရဲ့ formal ကကြတော့ awaken နိုးထသည် awaken နိုးထသည်အဲ့တော့အများကြီး wake up လို့ပြောနေမဲ့စာ formal တကြား awaken လို့ပြောရင်လည်းမှန်နေပေါ့နော်အဲ့တော့နောက်ထပ်စလုံးကကြတော့ informal အနေနဲ့ပဲသုံးမယ်သူကကြတော့အဲ့ရဝင်သည်လို့ပြောချင်တယ်ဆိုရင် go to bed go to bed အဲ့ရဝင်သည်ပေါ့ သူကကြတော့ပော့ပပလေးပဲသုံးမယ်အဲ့တော့ go to but ကို formal အနေနဲ့သုံးမယ်ဆိုရင်တော့ retire အဲ့ရဝင်သည်သူကကြတော့နည်းနည်းလေးအအတိတ်ပဲလေးကနည်းနည်းလေးနက်မှုလေးရှိရပေါ့နော် retire အဲ့ရဝင်သည် all right go to back ရဲ့ formal ဆိုရင် retire okay နောက်ထပ်စလုံးကကြတော့ informal အနေနဲ့သုံးမယ်သူကကြတော့အိတ်သည်အိတ်သည်ဆိုရင်ဒါလူတိုင်းသည် sleep အိတ်သည် sleep okay အဲ့ဒါကိုမှ formal အနေနဲ့သုံးမယ်စလုံးကိုနည်းနည်းလေးအဓိပ္ပာယ်လေးနှက်မှုရှိအောင်သုံးမယ်ဆိုရင် slumber အိပ်စက်သည် slumber အိပ်စက်သည်ဒါမှမဟုတ်အိပ်သည်အတူတူပဲအဲ့တော့ sleep ရဲ့ formal ဆိုရင် slumber okay နောက်ထပ်စလုံးကတော့ informal အနေနဲ့သုံးမယ်ကြည်သည်မြင်သည်တစ်ခုခုကိုကြည်ရယ်တစ်ခုခုမြင်လိုက်တယ်ဆိုရှင် watch or see watch or see. C အဲ့တော့ watch ပဲသုံးသုံး C ပဲသုံးသုံးအတူတူပဲအဲ့ဒါကိုမှ formal အနေနဲ့သုံးမယ်ဆိုရင် observe 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 သုံးလို့ရတယ်နောက်တစ်စလုံးကကျတော့ perceive visually သူလည်းအတူတူပဲလေ့လာကြည့်ရှုသည်ဒါမှမဟုတ်အမြင်အာရုံဖြစ်သိရှိသည်ခုနကတော့ watch ဒါမှမဟုတ် see နဲ့အတူတူပဲနည်းနည်းလေး formal ဆန်သွားတာလေးပဲအော်ပြန်ပြောမယ်ဆိုရင် watch or see ရဲ့ formal ဆိုရင် observe observe or perceive visually perceive visually လေ့လာကြည့်ရှုသည်အမြင်အားဖြင့်သိရှိသည်ဒါမှမဟုတ်ကြည့်သည်မြင်သည်အတူတူပဲနောက်ဆုံးစလုံးလေးကတော့ informal အနေနဲ့သုံးမယ်။သူကကြားတယ်။တခုခုကြားရတယ်ဆိုရင် hear hear ကြားသည်ပေါ့နော် hear အဲ့တော့ hear ကို formal အနေနဲ့သုံးမယ်ဆိုရင် perceive orally perceive orally အကြအာယုံဖြစ်သိရှိသည်ဆိုရင်လဲဒါ မှန်နေပေါ့နော်နည်းနည်းစလုံးကိုအလေးနက်လေးလှုပ်လိုက်အောင်ပဲပေါ့အဲ့တော့ perceive orally perceive orally အဲ့တော့ here ကို formal နည်းနဲ့သုံးမယ်ဆိုရင် perceive orally